ဖြစ်ခြင်းတဲ့စန္ဒတွေအိမ်မက်တွေကိုကျမတို့ဆူတောင်းကြတယ်။တချို့ကဘာပြောလဲဆိုတော့ကျမလေး manifestation လောက်တာကြာပြီ။လနဲ့ချိန်နေပြီ။ဒါပေမဲ့ဘာမှမဖြစ်တော့ဘူး။ဘာလို့မဖြစ်လာတာလဲဆိုတာကိုကျမပြောပြမယ်။ဆူတောင်းထားသမျှဘာလို့မဖြစ်လာသေးတာလဲဆိုတော့ကို့မှာအစွဲတွေရှိနေတယ်။ no attachment issues လို့ခေါ်တယ်။ကို့မှာအဲ့လိုအစွဲတွေရှိနေသေးတယ်ဆိုတဲ့အခါကျရင်ဘလောက်ပဲဆူတောင်းပါစေဘလောက်ပဲ manifestation လုပ်ပါစေ ဖြစ်မလာဘူး။အဲ့တော့အဲ့အစွဲတွေကဘာလဲဆိုတော့ဒီရလက်တစ်ခုခုကဖြစ်ကိုဖြစ်လာရမယ်။အဲ့ဒါကိုကျွန်တော်တို့ကထိန်းချုပ်ခြင်းနဲ့ control လုပ်ခြင်းနဲ့ you trying to control the outcome အခုလက်ရှိရောက်နေတဲ့နေရာပြစ်စုံပန်းကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ကျန်းမာရေးကိုယ့်ရဲ့ပေါင်းသစ်ဆက်ဆံရေးဒါတွေကိုကိုယ်ပဲတော့မှစိတ်ကျေနပ်မှုမရှိဘူးကိုယ့်ရဲ့ဘဝမှာတစ်ခုခုကလိဟင်းနေတယ် you're missing something ဒီထက်ငါပိုလိုချင်တယ် ခုမျက်နှုံးလေးကိုတစ်ချက်လေးမှိတ်လိုက်ပြီးတော့ the life you have is absolutely beautiful ဒီထဲမှာပတ်စံနေ million မဟုတ်ဘူး billions 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 နဲ့ရသွားမဲ့သူတွေအများကြီးရှိတယ်ထိုက်လဲထိုက်တန်တယ်ဒါပေမဲ့ကျမတို့ကအိုးဒါကိုဖြစ်ဖို့ဖြစ်ရမယ်ဒီအခြေအနေမျိုးဖြစ်ဖို့ဖြစ်ရမယ် control လုပ်လေလေကိုစူတောင်းတာမြတ်ကဘာမှဖြစ်လာမှာမဟုတ်ဘူးကိုစူတောင်းနေတဲ့အရာတွေကကိုနဲ့မသင့်တော်ဘူးဆိုရင်အဲ့ဒီရလက်အစာသင်ငန်းစာတခုကျမတို့ကရသွားတယ် အဲ့ဒီသင်ငန်းစာကတခါလေကြာရင်ပြောဖို့မကောင်း it's not fun ဒါပေမဲ့အဲ့ဒီ lesson အဲ့ဒီသင်ငန်းစာကို ကိုလက်ခံလိုက်ရတယ်တကယ်ကိုရိုးရှင်းတဲ့ concept ကဘာလဲဆိုတော့ why can't you be happy what you have right now အခုကိုမှပြစ်စုံပံမှာရှိနေတဲ့အရာလေးတွေမှာကိုကတခုဆိုလဲမကျေနပ်ဘူး ကိုထပ်ပြီးလိုချင်သေးတယ်။ဂျေစုတရားမသိဘူး။ happy မဖြစ်ဘူး။ဒါဆိုရောက်ကိုရောက်မှဖြစ်မယ်။ဒါမရဘူးဆိုရင်ငါမပြောဘူး။ငါသေတော့မယ်။ငါထမင်းစားလို့မရတော့ဘူး။အစွဲတွေရှိရယ်နော်။အဲ့ဒီအစွဲတွေကျမတို့လွတ်ချလိုက်ကျမတို့ healing လုပ်တယ်ဆိုတဲ့အခါမှာလက်ခံလိုက်ရတယ်။ငါမှဒီအစွဲတွေရှိတယ်ဆိုတာလက်ခံလိုက်တယ်။လက်ခံလိုက်ပြီးပြီဆိုတဲ့အခါကျရင်ကျမတို့မှာရှိတဲ့ကန့်သက်ထားတဲ့ limitation တွေရှိတယ်။အဲ့ဒီ limitation တွေကိုကျမတို့က ဖြုတ်ချလိုက်ရတယ်ဖြုတ်ချပြီးပြီဆိုတဲ့အခါကျအကုံလုံးကိုပြောမယ်ဆိုရင်တော့ control မလုပ်တော့ဘူးမထိန်ချုပ်တော့ဘူးအကြောင်းအရာအခြေအနေကိုမချိမထိန်ချုပ်တော့ပဲနဲ့ကျမကအရှုံးပေးလိုက်ပါတယ် surrender လုပ်လိုက်တယ်လို့ခေါ်တယ်ဘိုလိုပြောမယ်ဆိုရင်တော့ဘလို့စပြီးတော့ပြင်ရမလဲဆိုတော့ကျမတို့မှာ soul correction လေးခုရှိတယ်အခုဒီ video ထဲမှာတော့ကျမအချိန်မရတဲ့အတွက်ကြောင့်မို့ဒီ soul correction လေးခုကိုပြည့်ပြည့်စုံစုံပြောဖို့အတွက်ကိုစနေနေ့မှာကျမတို့စမယ် next level live session ကျွန်မပြောသွားပါမယ်ဒီ video ရဲ့အောက်မှာ next level လို့ comment လေးရေးခဲ့ရုံနဲ့နောက်ဆုံးအနေနဲ့နေရာယူထားနိုင်ပါပြီအခုချိန်မှာကိုစုထောင်းထားတာတွေကလည်းကြာပြီ ဖြစ်လဲမဖြစ်လာသေးဘူးဆိုတဲ့ခါကျရင်ကိုကိုကိုပြန်ပြီးတော့စုံထောက်လို့ပြန်ပြီးတော့ဘယ်နေရာမှာငါအစွဲတွေရှိနေသေးလဲဘယ်နေရာမှာငါလိုက်ပြီးထိမ့်ချုပ်နေသေးလဲလူတွေကိုထိမ့်ချုပ်နေသေးလားအခြေအနေကိုထိမ့်ချုပ်နေသေးလား အနာဂတ်ကိုလိုချင်တယ်လိုချင်တယ်ဆိုပြီးထိန်းချုပ်နေသေးလားအဲ့ဒီရလက်အိတ် goals ကိုတော့ပွဲထိုင်စုတောင်းယုံတစ်ခုတည်းတော့မရအောင်နော်ထိုင်နေစုတောင်းနေစုတောင်းနေစုတောင်းစုတောင်းဒါမဲ့အနောက်ကကျမတို့ action ပါတယ် တော့နောက်ကနေလိုက်လှုပ်ရမယ် action ပါတယ် action ဆိုတာဘာလဲကံပဲကျမတို့ကဒီကံတွေကိုအမြဲတမ်းလှုပ်ဆောင်နေတာအဲ့တော့ကျမတို့နေတိုင်းစကားပြောတယ်အတွေးအတွေးလိုက်တယ်ကာယကံဝစီကံတွေဒါတွေအကုန်လုံးက action ပဲကိုယ့်ရဲ့ action ကဘလောက်ထိကြည်လင်လဲ crystal clear ဘလောက်ဖြစ်လဲပြောမယ်ဆိုကိုယ့်ရဲ့ energy ကဘလောက်ထိ clean ဖြစ်လဲ